မားကိုလည်းချစ်လို့ရမမားပွားရင်နေဆိုတော့အမေတိုင်းကတော့တားကိုအရင်ချစ်ကြအောင်ဆိုတော့အမေရဲ့ဟိုဘယ်လိုမှတဝင်းတုံမကပူဆိုးတယ်တားရီမိမယူရင်အမေရတာ10ယောက်မှ10ယောက်လောက်ကမကြိုက်ဘူးလေဟုတ်တယ်မလားဘာပဲနားလို့ခေါ်တာရတာနာတာပဲအပြည့်ချာလေဆိုကျွန်တော်ကညတော့ချစ်တယ်အဓိကအိမ်မှာလည်းတားအလတ်ဖြစ်တော့လေလူလေငငယ်ကလေးကလူလေ နေတတ်တယ်ကျွန်တော်ဆိုတော့ကျွန်တော်တင်တယ်တစ်ဖက်မဆောင်းနဲ့အမေကိုလည်းချစ်မိန်းမကိုလည်းချစ်ဘုံမြင့်တဲမှာတော့ဒါအမေနဲ့မိန်းမကြားမှာကြားများတဲ့ character ပေါ့ဆိုတော့ပြီးတော့အိမ်မာလည်းအိမ်အိမ်မာဆိုရင်အာကျဲရကောမိန်းမရှိရောမိန်းမကိုချစ်ကြောက်ယူတည်ပေါ့ဆိုတော့အဲ့လိုမျိုး character တွေပါရှိမှမန်တက်ထိုးပြီးဖဲဝိုင်းလောက်တော့အဆင်မရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျမလက်မခံနိုင်ဘူးတော့ နေချတာဆိုတော့နေချရတော့မဟုတ်ဘူးပေါ့နော်အမေကကိုမင်းကိုဘိမောသူ့ရဲ့ချွေးမောသူကမြင်လို့တော့မရဘူးအဲ့လောက်ကြည့်လို့ချင်းမရဖြစ်တာပေါ့ချင်းမရဖြစ်တယ်ဆိုတော့အကြောင်းရှိရယ်ကျွန်တော်ကအရင်ချစ်ပြလို့အမေဒီမှာရှိတဲ့စိတ်ပေါ့သူကကိုသားကိုဟိုကိုသားအဲ့မဲမောအရင်ချက်ပြတယ်အဲ့မဲမောလည်းအဲ့ဒါမန်တက်ပြီးတော့လုတ်ချင်တာလုတ်တယ်အဲ့မှာချွေးမနဲ့အမေကြားမှာတော်တော်လေးဘယ်တော့ကစားဖြစ်လာတဲ့ပုံမှာ မွန်းချက်ဖို့ဆိုတာတက်သူတို့နှစ်ယောက်ကြားမှာကိုကဘာမှမလုပ်ပေးနိုင်ဘူးဘလို့မှလည်းညှိပေးလို့မရတဲ့အဆုံးဟိုဘယ်လိုပြောမလဲကိုမိမကိုခေါ်ပြီးထွက်သွားရတဲ့ဟာတော့မှကျွန်တော်ပဲဒါအဲ့ချိန်မှာမဒုက္ခရောက်တဲ့ဟာတွေအဲပြောလိုက်ရင်ဇက်တရပေါ်မှာဆိုတော့အဲအဲ့လိုမျိုးကြားမှာအကောင်းဆုံးဖြစ်အောင်တော့ပြုဆောင်ထားပါတယ်ဆိုဒီလိုဇလန်းမျိုးကဒါကျွန်တော်ငငယ်တုန်းကလည်း ဟိုကြားဘူးတယ်ကိုရွေရောက်လာတဲ့ခါမှာလဲကိုရဲ့ပတ်ဝန်းကျင်နေမှာလဲဒီလိုဇလန်းမျိုးမြင်မှုရဲ့ခါကျတော့အာလက်တွေ့နဲ့တော်တော်လေးနီးစပ်တဲ့ဇလန်းမျိုးဖြစ်တဲ့အတွက်ကြောင့်ပရိသတ်ရင်ထဲကိုလဲရောက်မယ်ပရိသတ်တွေလဲကျွန်တော်တို့အဲဒီဘယ်လိုမှမယ်လိုက်ပြီးတော့ခံစားလို့ရမယ်ပေါ့အဲချွေးမတွေရောအဲပြီးတော့အမေတွေရောဒီစကားကိုလိုက်ခံစားလို့ရမယ်လို့ထင်ပါတယ်နေပါမယ်တော့ခုလိုလောရတာလေခက်ခက်မှာပေါ့ဆိုးထားတဲ့ဘုံက မြစ်တစ်ခုလိုပဲအခုခေတ်ကြီးကတော့ပြောင်းလာပြီထက်တယ်ဟိုတိတ်ပြီးတော့လည်းကျွန်တော်တို့အရင်တော့အလိုသိရမလားဒါကိုအကြောင်းမှမဟုတ်ပါဘူးအရင်တော့ဆိုရင်ဟာထားပါဦးဤစားကိုထားလို့အိမ်ကလိုက်ရိုက်တာတော့အဲ့အိမ်ကိုတွားပြီးတော့တိုင်နာတို့ဒီဘက်ဖြစ်ဒီမှာကျွန်တော်တို့ဒီဘက်ဝင်ချက်မှာတိတ်မရှိတော့သလိုပဲဒါခက်ကြောက်လဲအများကြီးနားလဲလာပြီဆိုတော့ဟိုဒါကြီးကအရန်ရေးမကြည့်ဘူးဆိုတာလေသူတွေကတိလာရေပေါ့ အကိုရိုင်းဆိုရင်လည်းအဲ့လိုပဲကိုမိဘနဲ့ကိုရဲ့အကြောင်းပါလေမိဘကလည်းဒါတွေကိုကန့်လေးတွေခွဲပေးတာသူတို့လည်းဝင်ပြီးတော့မဆွတ်ဖက်ဘူးကိုလည်းအများကြီးတွားပြီးတော့ဟိုဘယ်လိုပြောမလဲမဆွတ်ဖက်ဘူးဆိုတော့ဟိုသူ့အကန့်လေးနဲ့သူပေါ့အခုကျတော့အဲ့လိုမျိုးလေးနေနေနေရတာအဆင်ပြေတယ်ပေါ့ဟုတ်အဲဒီကားလေးမှာကျွန်တော်တို့ဟိုဘယ်လိုမှမလဲခစ်တေရလဲ2000ခုနှစ်ကိုကျွန်တော်အခြေခံထားတာပေါ့နော်ဆိုတော့2000ခုနှစ်ကနေလက်ရှိ ငါးအထိကိုကျွန်တော်နှစ်တည်းလိုက်ပြောင်းပြီးရိုက်လာတဲ့ပုံမှာ ကိုအသက်ရွယ်ကြီးလာတဲ့ဟာတွေကိုအဲ့လိုတစင်ချင်းအဲ့လိုရိုက်လာတာပေါ့နော်ဆိုတော့၁၀တန်းကျောင်းသားနေမိမဟိုကျောင်းပြီးတော့ယူလိုက်တယ်အဲပြောမယ်ကလေးရတယ်ကလေးပြီးတော့တခါကလေးကပြန်ကြီးလာတဲ့ဟာတွေအဲ့လိုမျိုးပေါ့ဟိုအစ်အဲဒီ25နှစ်စာကြီးကိုကျွန်တော်တို့လုံးဝတာပေါ့အဲ့တဲမှာတော့တော်တော်လေးဟိုပြင်ဆင်မှုအပိုင်းနေလဲအများကြီးပြင်ဆင်ပြီးတော့ကြိုးစားရိုက်ခုခဲ့ရပါတယ် ပြရချာလေးဆိုကျွန်တော်ကမြတ်တော်ချစ်တယ်အဓိကအိမ်မှာလဲတားအလတ်ဖြစ်တော်လေလူလယ်ပေါ့နော်လူလယ်ငငယ်ငယ်ကလူလယ်နေတတ်တယ်ကျွန်တော်ကအကိုနဲ့ကျွန်တော်ညီနဲ့ကြားမှာလဲအလိုအိမ်နဲ့လည်းပြဿနာမဖြစ်ဘူးသူတို့နဲ့လည်းပြဿနာမဖြစ်ဘူးဒါပေမဲ့ကိုကြိုက်တာလည်းရရတယ်ပေါ့လူတိုင်းကလည်းချစ်အောင်ပေါင်းတတ်တယ်ချစ်အောင်နေတတ်တဲ့အတွက်ကြောင့်အိုးချိန်ဒီလည်းအလို ဟိုဘယ်လိုပြောကိုရကြတော့နေမှာဆိုတော့ညီကိုမောင်တဝင်းခွဲကြီးလည်းရှိတာဟိုတဝင်းခွဲကြီးအားစားကျွန်တော်တွေ့လေဘယ်နေရာမှာမှတွေ့တွေ့ကျွန်တော်ပါလေနဲ့ကျန်တဲ့ကျွန်တော်အမတို့အကိုတို့နဲ့ကြာတိတ်မရင်းနေကြအောင်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်ကလူလေဖြစ်နေရလားမသိအဲ့လိုဆိုတော့အဲ့လိုအိမ်မှာလည်းအဲ့လိုပါပဲအမေနဲ့ဆိုရင်လည်းကျွန်တော်တစ်ခါကျရင်ကျွန်တော်စိုးတာပဲဒါပေမဲ့အဲ့လိုကိုယ့်ရဲ့အပြောလေးအချွဲလေးမှပြန်ပြီးအရေးပြောတာပေါ့နော် တငယ်ချင်းအကြမ်းမှာလည်းအဲ့လိုပဲအပြင်းချာလေးကအဲ့လိုမျိုးပါအနွေတွေအဲ့လိုကျွန်တော်အဲ့လိုတွားတွားလက်လာဆဆဆတောက်ပါပဲဟုတ်ကြောက်ကြကောင်းပါတယ်ဒီရဦးလိုမဖြစ်အောင်ဆိုတာဒီကားထဲမှာဒီရဦးကလေမှန်တိုင်းပြောရင်အိမ်ုံလဲသူကချစ်တယ်ဒါပေမဲ့မိမပို့ပြီးတော့ချစ်တာပေါ့နော်မိမဒုက္ခရောက်တာမမြင်ချင်တော့အဲ့လိုမျိုးဖြစ်တာပေါ့ လူကလူကောင်းပဲတရားဦးလဲတရားဦးလို့မဖြစ်အောင်ဆိုတာထက်အဲလူတိုင်းမှာကြတော့ဖြစ်တည်လာတဲ့ဒီမိသားစုပုံမှာပဲမူတည်ရပါတော့အဲအဲ့တော့ဟိုဒီဇက်ကားမှာဇလန်းနဲ့မှာကြတော့လေနောက်ထပ်အကိုရဲ့မိန်းမကပါထပ်ပြီးတော့ဂျုံမွေပေးတဲ့ခါကြတော့ဇက်ပို့ပေးတဲ့ခါကြတော့ဟိုပို့ပြီးတော့ပြဿနာတွေရရှုပ်ကုန်တာပေါ့ဆိုတော့ဒီချွေးမကိုမလိုချင်တဲ့ပုံမှာပို့ပြီးတော့နှိတ်ကော့အောင် ူကလိုက်ပြီးညှောက်တဲ့ခါကျတော့ပို့ပြီးရှုပ်ကုန်တာပေါ့အဲ့ဒါရဲ့ကြောင့်လဲဒီမိမကြီးကြောင့်ငါမနေကျွန်တော်ဘူးဆိုပြီးစင်းသွားတဲ့ပုံစံမျိုးပေါ့အဲအဲ့လိုမျိုးပါဟုတ်ကဲ့လူလေးတွေရောနေထိုင်တဲ့လူတွေက comment လေးပေးချင်တယ်ပေါ့အဲကျွန်တော်ခုနပြောလို့ပဲလေတစ်ဖက်မဆောင်နဲ့တစ်ဖက်ကိုသွားမနေနဲ့နင်းတော့မားမှာပဲမမားကိုလည်းချစ်လို့ရမမားပွားရင်နေဆိုတာအမေတိုင်းကတော့တားအောင်အရန်ချစ်ကြအောင်ဆိုတော့အမေရဲ့ ဟိုဘယ်လိုမှာတဝင်းတုံမှုကပိုဆိုးတယ်ဒါ ਈ မိမယူရင်မေးရတာဟိုကြိုက်တဲ့အမေက၈ယောက်10ယောက်မှ၈ယောက်လောက်ကမကြိုက်ဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးတော့ရှိကြတာပဲဆိုတော့ကျွန်တော်တင်တယ်တစ်ဖက်မဆောင်းနဲ့အမေကိုလည်းချစ်မိမကိုလည်းချစ်ဒါအကောင်းဆုံးပါ